ကဲအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ UNI Wind Motor Company အရင်ကြိုဆိုလိုက်ပါတယ်တော့ဒီနေ့မှာတော့ကောင်းစွေမင်းများနေတယ်မတော်မြင်းကောင်းရင်90လေးရဆိုရင်တော့ဖြင့်2025မော်ဒယ်အစ်စ်နဲ့ရောက်ရှိလို့လာပါပြီခင်ဗျအဲ့တော့ဒီဆက်လေးမှာထူးခြားချက်တွေအားသာချက်တွေဘာရှိမလဲဆိုတာကျွန်တော်နဲ့အတူလိုက်ကြည့်ပြပါဦးခင်ဗျဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့မတော်တော်မြင်းကောင်းရင်90 MT504 လေးပဲဖြစ်ပါတယ်ဗျာ သူ့ရဲ့ထူးခြားချက်ကတော့ဒါပေါ့ဘောနက်ဘုံပါဗျာပထမဆုံးအနေနဲ့ဘောနက်ဘုံကကျွန်တော်တို့အရင်လိုဆွဲစရာမလိုဘဲနဲ့ဒီလော်လေးကိုဖြုတ်ပြီးတော့အตาလေးခွင့်ရပြုတ်ရလွှဲမယ်အပြည့်စည်းနဲ့မယ်ပေါ့ဗျာအဲနောက်တစ်ချက်နောက်တစ်ချက်ကတော့သူရေတိုင်ကြီးဒီကောင်းရဲ့ပြောင်းလဲလာတဲ့ရေတိုင်ကြီးကပို့ပြီးတော့ကြစ်လစ်လာမယ်အဲအရင်အထက်စာပြီးတော့ရေရှည်ပိုခံမယ်ပေါ့ရေတိုင်ကြီးဒီဇိုင်းကလောက်ထားပေးပါတယ် အဲ hydraulic ပိုင်းမှာတော့ hydraulic pad ကတော့အရင်တိုင်းပဲသူတို့ကြတော့ကြောင်းလဲတာမရှိပါဘူးပန်နှလုံးပါမယ်တလုံးကကျွန်တော်တို့ hydraulic အနောက်ပိုင်းအတွက်သုံးမယ်အဲနောက်တလုံးကကြတော့ကျွန်တော်တို့ CRN အချိုးကိုတက်သုံးမှာဖြစ်ပါတယ်ဗျအဲဒီကောင်းရဲ့အများအားထူးထူးခြားတဲ့အားသာချက်တစ်ခုပေါ့ eglinna eglinna ဟိုမှာသူကအစိုးစစ်လုပ်ထားတဲ့အတွက်အင်ဂျင်တွေကိုလုံးဝဖုံးမုံဝင်နိုင်မှုကို69ရာခိုင်နှုန်းလေးကာကွယ်ပေးထားပါတယ်နောက်တစ်ခုအနေနဲ့ဒီကောင်းရဲ့စီတိုင်ကြီးပေါ့စီတိုင်ကြီးကအရင်နဲ့မတူဘဲနဲ့ဒီဇိုင်းလေးကတော့ပြောင်းလဲပေးထားတယ်ဗျအဲဒါအပြင်ဟိုမှာဒီမှာကျွန်တော်တို့ကာပါလေးထည့်ထားရတဲ့အတွက်လေထဲမှာဥမာ ခဲလုံးတွေပါတော့တိုက်ပြီမယ်ဆိုရင်စီတိုင်ကြီးကွဲတာတို့ပါတို့မှာလုံးဝကာကွယ်ပေးပါတယ်။ဟုတ်ကဲ့ပါဗျာ။ကျွန်တော်ဒီမင်းအော်ရင်90ရဲ့အင်ဂျင်မျိုးစားကကျွန်တော်ကွန်ချိုင်းအင်ဂျင်မျိုးစားကိုအသုံးပြုပေးတာဖြစ်ပါတယ်ခင်ဗျ။အဲအဲ့ဒါအပြင်မှာဒီမှာကျွန်တော်တို့ဆက်မောင်းကမ်းမှာသူ့ရဲ့ထူးခြားချက်လေးတွေကိုကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်။အဲဒီမှာတော့ဆိုရင်တော့ဒီကျွန်တော်တို့ကပထမဆုံးအနေနဲ့ပေါ့တိုင်ကွယ်ဒီဇိုင်းအဲ့ကွယ်ဒီဇိုင်းကိုအရင်နဲ့မတူဘဲနဲ့သူ့ရဲ့ပုံစံအချိုးကလုံးဝတည်တတ်မယ်လပ်ပါမယ်အဲ့လိုဒီဇိုင်းမျိုးကိုသူထည့်ပေးထားတာဖြစ်ပါတယ် အဲနောက်တစ်ချက်အနေနဲ့ဒီမှာဆီယာတိုင်းပေါ့ကျွန်တော်တို့ဆီယာတိုင်းလှည့်တဲ့အခါမှာဆီယာတိုင်းကိုလုံးဝအဲအခြားဆက်တွေနဲ့မတူဘဲနဲ့ပေါ်ပါးစွာလှည့်လို့ရမယ်ကျွန်တော်တို့မောင်းရင်မောင်းနေတဲ့အခါမှာဆီယာတိုင်းလှည့်လို့လည်းမသိအောင်ပေါ်ပါးနေမှာဖြစ်ပါတယ်ဒီကောင်ရဲ့အားသာချက်အနေနဲ့ကျွန်တော်တို့ဒီမှာမက်ကနီကယ်ရှက်တဲ့အဲမက်ကနီကယ်ရှက်တဲ့ဒါကတော့လူကြိုက်များတဲ့အဓိကခီးရတစ်ခုပေါ့မက်ကနီကယ်ရှက်တဲ့ပါတဲ့အတွက်ကျွန်တော်တို့ရှီတိုးနောက်ဆုတ်ကိုအလင်းမြန်လှုပ်လို့ရမယ်ကျွန်တော်အဓိကကတော့လေထဲမှာရှီတိုးနောက်ဆုတ်လှုပ်တဲ့အခါတွတ်မယ်ပေါ့ဗျာဟုတ်ကဲ့ပါ အသာချက်ပေါ့ PDO ကအသာချက်နေနဲ့ PDO နှစ်ချက်ပါမယ်ကျွန်တော်940ရဲ့1000ဆိုပြီးတော့နှစ်ချက်ပါမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီကောင်းရဲ့ gear အအချက်ကြီးอ่ะဆိုရင်ကျွန်တော်တို့ပုံမှန် low high medium ဆိုပြီးတော့3မျိုးပါမယ်ပေါ့အဲ3မျိုးပါတဲ့အပြင်မှာ gear 1 2 3 4ဆိုပြီး၄ချက်ပါမယ်အဲသူရဲ့အသာချက် mechanical shutter ပါတဲ့အတွက်အရှေ့12ချက်အနောက်12ချက် gear ကိုထိုးပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျပြီးတော့ဒီကောင်းရဲ့မောင်းဝင်ပေါ့မောင်းဝင်ရဲ့ သူရထူးခြားတဲ့အချက်ပေါ့အာမောင်းဝင်ကျဲလာမယ်လောက operator အတွက်ကိုလောကအဆင်ပြေတဲ့အနေအထားဖြစ်ပါတယ်ဟုတ်ကဲ့ဒီကောင်ရဲ့အရှိတာသားရဆိုရင်တော့ကျွန်တော်တို့7320ကိုအသုံးပြုပေးရပါတယ်နောက်တာသားရဆိုရင်လည်း14924ကိုအသုံးပြုပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကောင်ဒီမတော်မြင်းကောင်50ရဆိုရင်ရင်မြင်းကောင်50နဲ့မတူနဲ့ပဲမတူပဲနဲ့ပေါ့နော်ဒီမှာနောက်ဘေးဝေတုံကိုထည့်ပေးရတာဖြစ်ပါတယ်ကောင်ထဲပြရတဲ့အဓိကအားသာချက်ကတော့ရှေ့ကျွန်တော်တို့ခေါ်သုံးမယ်ပါညာဆိုတော့နောက်ဘင်းကိုမြောက်သွားတာလို့ပါတော့လုံးဝဖြစ်နေတာ ဒီကောင်ရဲ့ကြီးကြဲတဲ့အာသာချက်အာသာချက်ကကျွန်တော်ဟိုက်ဒရိုလစ်ကန်ကိုတကက်တသက်ဖွဲ့ပြီးသားတယ်ဘီယာဘော့ကိုဘီယာဘော့စီပြန်ထည့်ရမယ်ဟိုက်ဒရိုလစ်ကန်ကိုတကက်တသက်ဖွဲ့ပြီးသားတယ်ဗျာသူရဲ့ဟိုက်ဒရိုလစ်ဘိုင်းအဲဒါပြင်ချင်းပါတယ်ဘုံကကာဗွေပေးရမယ်ဒီတော့နောက်တစ်ခုအနေနဲ့ဒီကောင်ကျွန်တော်တို့လယ်ထဲမှာသုံးမယ်ဆိုရင်ဟိုက်ဒရိုလစ်ပြန်ချမှာကိုပူစရာမလိုအောင်လို့ဒရန်စနာနှလုံးကိုလည်းအထက်မှတက်စီပူရတာပြပါမယ်။နောက်တစ်ချက်အနေနဲ့ဒီကောင်ရဲ့ပြောင်းလဲလာတဲ့ဒရောဘောပေါ့ဗျာ။ဒရောဘောတစ်ချက်ကြည့်ပါ။ဒရောဘောပါဆိုရင်ပုံမှန်ကျွန်တော်တို့ သုံးနေကြလို့ပို့ပြီးတော့သုံးကြမလို့လောက်သူ့ရဲ့သူ့ရဲ့ကိုကြီးမားပေးတာတာဖြစ်ပါတယ်အဲကျွန်တော်တို့ဆက်အနေနဲ့ကျွန်တော်တို့နေထဲမှာဈာရိပါရချိန်လို့အခက်အခဲဖြစ်မဲ့ထင်ကျွန်တော်တို့ဒီကောင်လေးကိုချုပ်ပြီးတော့ကျွန်တော်တို့ဘားမှချိန်ပြီးဒီကောင်ကိုတန်းပြီးတော့သတ်ဆစ်ပြီးတော့အသုံးပြုလို့ရပါတယ်အဲဒီကောင်ရဲ့ quality ကိုလဲခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီမှာလော်လေးကိုဖြုတ်ပြီး quality လေးလိုက်လဲလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီအစစအစရောက်ရှိလာတဲ့မြင်းငွေ90ကို ဆက်သွယ်ဆုံးသားမြင်းများလိုချင်တဲ့ဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်နေနဲ့လိုညာကို9003539939လိုညာကို8193နဲ့တတိယကိုဆက်သွယ်မြင်းများဆုံးသားနိုင်ပါတယ်ခင်ဗျာအဲကျွန်တော်တို့လူကိုယ်တိုင်လာရောက်ပြီးတော့ဆုံသားလိုချင်တယ်ဆိုရင်ကျွန်တော်တို့အမတ်698 990အဲသုတမလက်အော်ဒါဆက်မှုဆိုလိုက်တာရောက်ဘူးအဲရောက်ဆုံသားမြင်းများလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်